အဲ့ဒီတော့အမတို့ကဆင်းရဲတာပေါ့နော်။အာအမကအဲ့ဒီစကလုံးကိုပြန်လို့ခြင်းနဲ့ဆွဲစကလုံးကိုတုံးခဲ့တာလေ။အမဘုရားမှာပြည့်စုံတဲ့အချိန်မှာအမတရားတုံးခဲ့။အမအတွက်တကယ်လိုအပ်နေတဲ့အရာကအဲ့ဒီအချိန်မှာမိပါလေ။မိပါနဲ့ဒီအလုပ်ပေါ့နော်။ဒီဘောက်ဒီအလုပ်နဲ့ရှာကျွေးနေရတဲ့အတွက်အမမှာတကယ်ကိုလိုအပ်တဲ့ဒီအလုပ်ကအလုပ်တစ်ခုပေါ့။အမရဲ့ဒီအလုပ်ကအောင်မြင်ကစား ောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအမဆရှောက်နေပြီဆိုတဲ့အချိန်မှာတော့မိဘအတွက်ကလွဲလို့အမဘသူအတွက်ကပုံပြီးထက်လည်းမစင်စားပေးနိုင်ဘူးဘသူ့မှာလည်းမရွေးချယ်နိုင်ဘူးပေါ့နော်အာမိဘအတွက်ပဲဒီလုပ်ကိုရွေးချယ်လိုက်တာကြပါပြီအဲ့ဒါနော်လူတွေကအခုမှအောင်မင်းလို့လိုက်ခံစားနေကြတာမခံစားပါနဲ့လို့ရမ်းကြနေပါပြီလို့ ကျွန်တော်တချို့တွေလည်းမလေးဒီရွယ်ချက်မှာလိုက်ပြီးတော့တန်းတာမနေနဲ့ဘောမဟုတ်ကျွန်မဒီရွယ်တန်းတာတာမဟုတ်ပါဘူးလုံခဲ့တဲ့စတုံးနေ့ကပါဒီရွယ်မှာတော့ဘသူမှမတန်းတာတော့ပါဘူးအဲ့ဒီတော့အမတို့ကဆင်းရဲတာဘူးနော်အာအမကအဲ့ဒီစကလုံးကိုပြန်လို့ခြင်းနဲ့ဆွဲစကလုံးကိုတုံးခဲ့တာလေအမဘဝမှာပြည့်စုံတဲ့အချိန်မှာအမတရားကိုတုံးခဲ့အမအတွက်တကယ်လိုအပ်နေတဲ့အရာကအဲ့ဒီအချိန်မှာမိပါလေ မိဘနဲ့ဒီအလုပ်ပေါ့နော်မိဘကိုဒီအလုပ်နဲ့ရှာကျွေးနေရတဲ့အတွက်အမမတကယ်ကိုလိုအပ်တဲ့ဒီအလုပ်ကအလုပ်တစ်ခုပေါ့အမရဲ့ဒီအလုပ်ကအောင်မြင်ကစားအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအမဆက်ရှောက်နေပြီဆိုတဲ့အချိန်မှာတော့မိဘအတွက်ကလွဲလို့အမဘသူအတွက်ကပုံပြီးထဲ့လဲမစင်စားပေးနိုင်ဘူးဘသူ့မှာလည်းရွေးချယ်နိုင်ဘူးပေါ့နော်အာမိဘအတွက်ပဲဒီအလုပ်ကိုရွေးချယ်လိုက်တာအမကလေဘယ်လိုပြောရမလဲ မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုခေါင်းထဲမှာအများကြီးအကြိုက်မသိမ်းထားတတ်ဘူးအာမဖြစ်နိုင်ဘူးဆိုတဲ့အရာတခုချက်ချင်းထုတ်ပြလိုက်တာဘာဖြစ်ဆိုဖြစ်နိုင်တဲ့အရာကိုမလုပ်အောင်လို့လေအဲ့အတွက်မဖြစ်နိုင်တဲ့အရာကိုအကြိုက်လည်းမစဉ်းစားနိုင်ဘူးခေါင်းထဲလည်းအများကြီးအကြိုက်မထက်ထားနိုင်ဘူးအဲဒါပေမဲ့ရံပရံခါသတိရတာလည်းရှိတယ်လူပဲတော့အဲ့တော့သတိရတဲ့ခြင်းနဲ့အချိန်ကိုသတိရလိုက်တယ် ဗရိယပေးရင်ဆက်ချင်းမေးဖြစ်လိုက်တယ်ပြီးတာဟာဖေးနဲ့မေးဘူးလို့ဖေးနဲ့မေးလို့တရိယရတယ်ဒါပေမဲ့လည်းတရိယနေလို့ဘာမှမဖြစ်လာဘူးเนาะသူတို့တရိယလေးပို့လွမ်းလေးအမပို့ပြီးတော့နာကျင်ရလေခံစားလေအမကြမ်းမရေးပို့ချုပ်ခဲ့လာဆိုတော့အမတရိယရင်ဘာလဲတွေးလဲငါသူ့အတွက်အချင်းတွေဘလို့ညံ့ညံ့လုပ်ပေးရမလဲအဲ့ဒါပြန်တွေးလိုက်ရင်အမတော်တည်းနဲ့ပို့စိတ်ချမ်းသာတယ်တော်လဲဆိုတော့အပူပင်ကင်းတာပေါ့တယောက်တည်းဆိုရင်ကောင်းပါလေတယောက်တည်းပဲကောင်းပါလေ မေးကြည့်လေအိမ်လောင်တယ်လေအဲ့ဒါအိုးပြန်လာနေလို့ဒီတစ်ခါပြန်ဆက်ပြီးကြည့်ရအောင်ဆိုတော့အင်းရတယ်ပြန်ပြန်မလေးတက်တယ်လည်းကြည့်ပါဦးမလုံနိုင်တော့ပါဘူးဘာပဲပြောဆိုအာအချစ်ကိုလိုချင်တယ်ဘာပဲပြောဟိုအချစ်ကိုပဲလိုချင်လိုချင်တန်ရောစီပဲလိုချင်လိုချင်မြစ်တာပဲလိုချင်လိုချင်ကိုကအရင်ဆက်ပေးရပါမယ်လေ ကိုလိုချင်တဲ့အရာကိုကိုကစပေးမှာတစ်ဖက်လူကပြန်ရမှာတစ်ဖက်လူပြန်ပေးတာကိုခံရမှာအဲ့တော့ဘဲသူ့ကိုမှမပေးချင်တော့ကိုယ့်အိမ်မှာရှိတဲ့မောင်နှမတွေကိုပေးနေရတာတည်းချင်းကုန်းနေဘူးဘသူမှမလိုချင်တော့တာအဲ့တော့အတုံးစိတ်ကွဲပေးရမှာဆိုလား